ရွာတူရမှာအဖိုးကိုတယောက်နဲ့သူ့ရဲ့အသက်ဆက်ဆုံးနဲ့ရွယ်မြေးလေးတယောက်ရှိတယ်။တနေ့မှာတော့အဖိုးကအရင်ကနာမကျန်းဖြစ်ပြီးဆုံးပါသွားခဲ့တယ်။ဒီလိုနဲ့ကောင်လေးဟာအဖိုးမရှိရဲ့ဘဝကိုခက်ခဲပင်ပန်းသွားဖြစ်တန်းရတော့ပေါ့။ဒီလိုနဲ့နောက်ဆက်နေကြပြီးရဲ့ခေါင်မှာတော့လူငယ်ဟာအဲ့ဒီရွာရဲ့အချမ်းသာဆုံးတယောက်ဖြစ်လာတယ်။ဒါနဲ့ရွာသားတွေကလူငယ်ကိုအမေကြတယ်။မင်းရဲ့ဘဝမင်းကိုအဖိုးတန်တဲ့အမွေတစ်ခုခုပေးခဲ့တယ်ထင်တယ်။ဒါကြောင့်မင်းအခုလိုအရန်ချမ်းသာလာမှာမဟုတ်လား။ မင်းရဲ့ဘိုးကမင်းကိုဘာတွေအမွေပေးခဲ့တာလဲ။ရွာသားတွေကဒီလိုမေးကြတဲ့အခါမှာလူငယ်ဟာပြုံးလေးနဲ့ဒီလိုပြန်ပြေတယ်။ဟုတ်ပါတယ်။ကျွန်တော်ရဲ့ဘိုးကသူမသေးခင်မှာကျွန်တော်ကိုအရာအဖို့တန်တဲ့အရာနှစ်ခုလက်ဆောင်ပေးသွားခဲ့တယ်။ခမရတို့ကြည့်ချင်းကျွန်တော်လိုက်ပြမယ်ဆိုပြီးလူငယ်ဟာရွာသားတွေကိုအိမ်ထဲကိုဖိတ်ခေါ်ပါတယ်။ရွာသားကြီးလည်းအဖိုးတန်သောအရာကိုမြင်ရတော့မယ်ဆိုပြီးဆေးအားတိုက်ကြွနေကြတာပေါ့။ဒါပေမဲ့လူငယ်ခေါ်လာခဲ့တာစာကြည့်ခန်းကြီးတစ်ခုတည်းဟိုပါ။ စာအုပ်တွေကလည်းအပြည့်နဲ့ပေါ့လူငယ်အစာအုပ်တွေကိုလိုက်ပြရင်လည်းဒါကျွန်တော်ကိုကျွန်တော်ဖိုးပေးခဲ့တဲ့အဖိုးတန်အမွေတခုလေပြီးတော့အဖိုးကနောက်ထပ်အဖိုးတန်အမွေတခုပေးခဲ့သေးတယ်အဲ့ဒါစကားတစ်ခုပါပဲအဲ့ဒီစကားကတော့ငါမီးတနေ့ကိုစာအုပ်တော့ရအောင်ဖတ်ပြီးတော့ကိုဖတ်တဲ့စာအုပ်ထဲကကို့အတွက်အကျိုးရှိမဲ့အရာတွေဆိုရင်လက်တွေ့လုံးဖြစ်အောင်လုပ်လို့မှာခဲ့တာပါပဲဒီအခါမှာရွာသားတွေကမဖြစ်နိုင်တော့ကွာ စာဖတ်ပြီးလုံုံနဲ့ပတ်စံနေအများကြီးရှိလာရဲ့လို့ဘယ်လို့မှမဖြစ်နိုင်တာဒီအခါမှာလူငယ်ကဟုတ်ပါတယ်စာဖတ်ယုံနဲ့ပတ်စံမရပါဘူးဒါပေမဲ့ပတ်စံချာနိုင်အောင် စာအုပ်တွေကလမ်းပြပေးရဗျာလို့ပြောလိုက်ပါတော့တယ်ဒါပုံမြင်လေးတစ်ပုဒ်ပါဒါပေမဲ့တကယ်လည်းဟုတ်ပါတယ်စာဖတ်လို့ပတ်စံမရပါဘူးစာအုပ်တွေကနေပတ်စံချာနိုင်တဲ့အသိပညာတွေပေးပါတယ်စာဖတ်ယုံနဲ့လူမှုဆက်ဆံရေးလို့လို့ကောင်းမလာနိုင်ပါဘူးလူမှုဆက်ဆံရေးကောင်းမအောင် စာပေတွေကလမ်းပြပေးပါတယ်။စာပတ်လို့တွေးခေါ်ရအလိုလိုကောင်းမလာနိုင်ပေမယ့်စဉ်းစားတွေးခေါ်ရဖို့စာအုပ်တွေကတင်ပြပေးပါတယ်။စာအုပ်တွေကအကောင်းဆုံးအဖော်အမူနေဖြစ်တယ်လို့ဘဝအတွက်အကောင်းဆုံးလမ်းပြပေးသူတွေလည်းဖြစ်ပါတယ်။ဒါကြောင့်စာဖတ်ပါ။စာအုပ်တွေကပေးတဲ့ကောင်းမွန်တဲ့အကျံစီတွေကိုလက်တွေ့အကောင်အထည်ဖော်ပါ။